ရသမြအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ AK Moral Stories Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ Hey Raja ။ငါအဝတ်တွေမီးဖို့တိုက်ပြီးပြီလား။ပစိုးတွေတော့ပြီးပြီဦးလေး။အခုကျမကော်တာကိုမီးဖို့တိုက်တော့မှာ။ဒီတော်တွင်အဖိုးရဲ့ကော်တာကိုမီးဖို့မတိုက်ရသေးဘူးလေ။ကောင်းပြီ။ပြီးတော့တေချာတော့ဂရုဆိုင်လုံးနော်။အရေးကြောင်လုံးဝမရှိစေနဲ့။ငါအန်နယ်လေးနဲ့သွားတွေ့ရမှာ။အဲ့ဒါတော့စိုးရိမ်ပြီးစိတ်ပူနေစမလို့ပါဘူးမူခီယာကြီး။ စကားပြောရင်လည်းရာတာကမူခရာကြီးရဲ့ကော်တာကိုမိဖို့စားတိုက်ဖို့လိုလိုက်ပါတယ်။ဒါပေမဲ့လည်းရာတာတယောက်ကော်တာတစ်ထည်လုံးကိုမိဖို့တိုက်လို့မပြီးခင်မှာပဲမိပြတ်သွားခဲ့တယ်။ရာတာကကော်တာရဲ့တစ်ဖက်ကိုပဲမိဖို့တိုက်ရသေးတာပါ။ဒါကြောင့်မေရာတာကသူ့ရဲ့လက်ကိုခေါင်းပေါ်တင်ပြီးတော့မှထိုင်ချလိုက်ပါတယ်။ဘာလို့လဲဆိုတော့သူတို့ရဲ့ရွာမှာတခါမိပြတ်သွားရင်နိုင်ပေါင်းများစွာကြာအောင်ဆောင်းရရဲစွာကိုသူသိနေလို့ပါပဲ။ သူရဲ့မျက်လုံးထဲမှာလည်းမျက်ရည်တွေကဝဲလာပါတယ်။ဘာလို့လဲဆိုတော့မူခရာရေချိုးပြီးတော့ပြန်လာတာနဲ့သူ့ရဲ့ဒေါသကိုရင်ဆိုင်ရတော့မယ်ဆိုတာကိုရာဒါသိနေလို့ပါပဲ။ခနာစာမှာတော့မူဒီယာရဲ့ရာဒါရှိရာနေရာကိုရှောင်လာပါတယ်။စစ်သမီးလေငါ့ကိုအဝတ်တွေပေးပါဦး။မူခရာကြီးဘာဖြစ်တာလဲရာဒါ။မူခရာကြီးပစိုးကတော့ပြီးပါပြီ။ဒါပေမဲ့ကျွန်မကော်တာရဲ့တစ်ဖက်ပဲမိဖို့တိုင်းရသေးတယ်။မိဖို့တိုင်းနေအလဲမှာပဲ မီးဖြတ်သွားတာပါရှင့်ရာဂျာဒါကမင်းအမပဲမင်းသား9မိနစ်စောပြီးဒီနေရာကိုရောက်လာရင်ငါကော်ကြားလဲမီးဘူးတိုက်ပြီးနေပြီပစိုးတွေလည်းပြီးပြီဟေးမင်းကော်ကြားကိုအရင်မီးဘူးတိုက်ခဲတင်တာပေါ့တမီးရဲ့ပစိုးတွေက နောက်မှလည်းဝစ်လို့ရသေးတာပဲကောင်းပြီလေအခုတော့ဘယ်တက်နိုင်မလဲဒီနေ့ငါဒီပြဿနာကိုအန်နယ်လေးရှေ့မှာကျင်ပြရမယ်ရွာမီးမလာတာကိုငါတွေ့ရတာပဲ။ ဟေးဒါနဲ့ငါကော်တာမှအရေးဆောင်တစ်ခုမှမရှိဘူးဆိုတာသေချာအောင်စစ်ဆေးပေးအောင်မုခိယာကသူ့ရဲ့ဇနီးကိုအကူညီမဲစွာနဲ့အော်ခေါ်လိုက်တဲ့မုခိယာက စိတ်တဘောရအယံကောင်းတဲ့လူတယောက်ဖြစ်ပြီးတော့ရွာမှာလည်းအချမ်းသာဆောင်ပုဂ္ဂိုလ်ဖြစ်ပါတယ်ရာဇာရဲ့အဖေလို့ရန်ဂျူလာရီကမုခိယာရဲ့လယ်ရီမှာအလုပ်လုပ်ပြီးတော့ရာဇာကတော့သူ့အိမ်မှာဟိုဟိုဒီဒီကုလုပ်ပေးနေကြတာပဲဖြစ်ပါတယ်အိမ်ထဲမှာတော့ရာဇာကအိမ်ကိုတန်းပြန်ပြီးတော့အချောင်းကိုချက်ချင်းသွားခဲ့တယ်ကျောင်းမှာရာဇာကတနေကုန်တစ်ခုခုကိုပဲတွေးနေမိတယ် ငါသာမီးမလို့ပဲအဝတ်တွေကိုမီးဖို့တိုင်လို့ရရင်ဘလောက်ကောင်းမလဲ။ညနေရောက်တော့သူကပုဂံဆေးဖို့အမှုခရရဲ့အိမ်ကိုသွားပါတယ်။ရာဂျာကပုဂံဆေးနေတော့မှပဲမီးကထက်ပြတ်သွားပြန်ပါတယ်။ဟာမီးကထက်ပြတ်သွားပြန်ပြီ။မူခရကြီး NLA နဲ့စကားပြောခဲ့တာတော့အလုပ်ဖြစ်ပုံမရဘူး။ဟုတ်တယ်။မင်းမဲအလုပ်လုပ်ရမှာ။အခုမီးအိမ်လေးကိုထွန်လိုက်။တအိမ်လုံးကိုမီးဖို့ကြောင်မှာချ။တလုံးကိုမီးဖို့ကြောင်မှာချ။ တလုံးကိုငါတို့နားမှာထားလိုက်အိမ်တအိမ်လုံးကမှောင်နေပြီရာဇမာမိအိမ်နှလုံးမရှိခဲ့ပါဘူးသူကတလုံးကိုပကံခွက်တင်နားမှာထားပြီးတော့ကြံတလုံးကိုမုခရာကြီးကိုပေးလိုက်ပါတယ်ဂျေတော်တွင် မုခရာကြီးကတယောက်ယောက်ကိုဖုန်းနဲ့စကားပြောနေတယ်ရှာမာကြီးဟယ်လိုဒါကပုံမှန်မိပြတာလားဒါမှမဟုတ်ချိုရင်းချက်တစ်ခုခုကြောင့်လားဟဲ့၃နာရီကြာမှပြန်ရမှာလားအင်းအင်း ကျွာလိုကြီးကတရရောက်ကိုဖုံးစက်နေမဲ့ရာတာနားလည်လိုက်ပါတယ်မိက၃နာရီကြာတာတောင်ပြန်လာမှာမဟုတ်ဘူးရာတာကတော့ပကံစင်းနဲ့အိတ်ဆင်လာတယ်ဒီပြဒနာကိုရာတာတယောက်ကဘယ်လိုပြေရှင်းနိုင်မှာလဲနောက်နေမှာတော့ကျောင်းမှာရှိတဲ့ခလေးတွေကိုဆရာတွေကအကြောင်းအရာတခုပြောပြပါဗျ။ခလေးတို့ငါပြောတာကိုသိချာနားထောင်ပါ။ကျောင်းသားကျောင်းသူတွေတို့အစိုးရက ပြိုင်ပွဲတခုကျင်းပပေးတော့မယ်။ဒီပြိုင်ပွဲကို လူတိုင်းပါဝင်နိုင်တယ်။မင်းတို့လောက်ရမှာကစိတ်ကူးစိတ်တန်းတခုကိုစဉ်းစားပြီးတော့ အဲ့ဒီစိတ်ကူးရဲ့ model တခုကိုဖန်တီးရမှာပဲ။ဘယ်သူရဲ့စိတ်ကူးကအကောင်းဆုံးလဲဆိုတာကိုသတ်မှတ်ခံရမယ်မသိသေးဘူး။ဒါပေမဲ့အထူးကျုံဆုံးလို့သတ်မှတ်ခံရမယ်သူကတော့ပညာရေးဝန်ကြီးကိုရိုင်းကမြို့တော်မှာဂုဏ်ပြုဆုချီးမြှင့်မယ်။ပြီးတော့ကောလိပ်ကောင်းကောင်းတခုဝင်ခွင့်ရဖို့အတွက်ပညာသင်ဆုတောင်းရနိုင်တယ်။အခုဆရာမပြောတာကိုဒူလိုက်နားလေရဲ့လား။ ။ရာဇာပါဝင်တဒန်းလုံးကခေါင်းငိမ့်ပြလိုက်တယ်။ဒါကကြီးမားတဲ့အခွင့်အရေးပဲ။ရာဇာကတော့သူ့ဘွားကိုအလွယ်တကူပဲလက်လွတ်ခံချင်တဲ့စိတ်မရှိခဲ့ပါဘူး။ဒီခက်တိုက်နေပြီးတဲ့နောက်မှာသူကတော့အိတ်ချင်လာပါတယ်။သူဘာဖြစ်လာမလဲဆိုတာကိုသူတော်မသိပါဘူး။တနေကုန်လေရာဒါရဲ့စိတ်ထဲမှာအတွေးများစွာဝင်လာပေမဲ့သူကအတုံးဝင်ပြီးတော့ငွေတွေအများကြီးမကုန်မဲ့အရာတစ်ခုခုစဉ်းစားရမယ်လို့တွေးနေပါဗါလို့လဲဆိုတော့ကြီးမားတဲ့ model တစ်ခုလုပ်ဖို့အတွက်သူ့မှာပတ်စံမရှိလို့ပါပဲ ကျောင်းဆင်းပြီးတဲ့နောက်မှာတော့ရာတာကရွာလူကြီးရဲ့အိမ်ကိုတန်းသွားခဲ့တယ်။သမီးငါအရေးသားတစ်ခုလှုပ်ချင်တယ်။ဒါကြောင့်ငါကိုတစ်ခုလောက်ကူပါအောင်။ငါကော်တာနဲ့ပစိုးကိုမီးဖို့တိုက်ပေးအောင်။ပြီးတော့နားထောင်။ဒီနေ့ကော်တာကိုအရင်မီးဖို့တိုက်။နောက်မှပစိုးကိုတိုက်လိုက်။ကောင်းပြီအဖိုးသွားပြီ။မုခရာကြီးစကားကိုကြားတော့ရာတာတယောက်ကလည်းပြုံးမိသွားတယ်။ရာတာကအဝတ်တွေကိုမီးဖို့တိုက်ဖို့ဆက်လုပ်လိုက်ပြီးတော့မီးပြတ်မဲ့အချိန်ကိုစောင့်နေလိုက်ပါတယ်။ ရာဇာကမိဖို့တိုက်ဖို့အတွက်ကော်တားကိုဖြန့်ချပစ်လိုက်တယ်။ဒါပေမဲ့အဲ့ဒီအချိန်သူ့ဆရာရဲ့ဇကားတွေကသူ့စိတ်ထဲမှာပဲ့တင်ထက်နေတော့မယ်။ရာဇာကဘာလို့ရမလဲဆိုတာကိုတွေးနေခဲ့ပါတယ်။ရာဇာကကော်တားရဲ့ကော်လံကိုမိဖို့တိုက်ဖို့အတွက်စားလိုက်တာနဲ့မိကဖြတ်သွားပြန်ပါတယ်။ဒါပေမဲ့ဒီဒီဇိုင်းမှာတော့လျှက်စည်းလက်သလိုရာဇာရဲ့စိတ်ထဲမှာအလင်းရောင်တန်းတစ်ခုကဝင်လာပါတယ်။သူဘာလို့တင့်နေဆိုတာကိုလည်းရာဇာကနားလည်သွားပါတယ်။ရာဇာသမီးမိတွေထက်ပြက်သွားပြန်ပြီ။ ဟာငါအရေးကြီးတဲ့အစီအွေတကူသွားရမှာအခုဘယ်လိုလုပ်ရမလဲမုခရာချင်းကျမအဖိုးကိုတခုပြောချင်ရှိတယ်အဖိုးနည်းနည်းကူညီမယ်ဆိုရင်ကျမရဲ့ဘွားကပြောင်းလဲသွားနိုင်တယ်အဖိုးနည်းနည်းကူညီမယ်ဆိုရင်ပေါ့ဒါဆိုရင်ကျမဒီမှာရှိနေတဲ့ရိတ်မိကအရှိတီဖြစ်စေမရှိတီဖြစ်စေခမရဲ့အဝတ်တွေကိုမိဖို့တိုက်ပေးနိုင်မှာအဲ့ဒါဆိုမင်းစပြီးလို့တော့ဘာလို့လဲဆိုတာငါ့ကိုပြောပြပြီးတော့ အဟုတ်တယ်။မြန်မြန်လုပ်ပြီးအဲ့ဒီအောင်းစရာကောင်းတဲ့အရာကိုငါတို့ကိုပြပါ။နောက်ထပ်အစည်းအဝေးတွေကိုငါပြဿနာမရှိပဲသွားစင်နေ။မိဘမတိုက်ရသေးတဲ့ကော်တာဝယ်ပြီးငါမသွားစင်ဘူး။ရွာလူကြီးကရဲလိုက်ပြီးတော့ရာတာရဲ့ကောင်ကိုသူ့လက်နဲ့ပုတ်လိုက်ပြီးတော့ငွေတွေပေးကထွက်သွားခဲ့ပါတယ်။အဲ့ဒါဆောင်မဲ့ရာတာကလည်းပျော်ရွှင်မှုကတိုင်းတာလို့များလာအောင်ဖြစ်သွားခဲ့တယ်။ သူကအင်ကိုပြေးသွားပြီးတော့မှတ်စုစာအုပ်ထဲမှာနေအောင်ကြည့်တော့မီးဘူးဆက်အတွက်ပုံချမ်းကိုစာဆွဲတဲ့ဒီဇိုင်းဆွဲပြီးတဲ့နောက်မှာသူကရွာသူကြီးစီကိုတန်းသွားပြီးတော့မှတစ်သားတစ်သားတလုံးကိုလှောက်ခိုင်းနေ။အိမ်နောက်မှာတော့အမှန်နဲ့ဈေးကိုဝယ်လာခဲ့ပါတယ်။နောက်နေ့မှာတော့ရာတာကမူခီယာအင်ကိုထတ်သွားခဲ့ပါတယ်။တမီးအလုတ်ဘလို့ဖြစ်လဲ။ပစ္စည်းတွေအကုန်ရောက်ပြီ။ရွာလူကြီးမကြခင် အလုတ်တွေပြီးလိုက်မယ်။တော်တယ်တမီးလေး။မင်းတခုခုကိုအကြီးကျယ်လုံနိုင်မယ်လို့ငါမျှော်လင့်နေ။ ရာဇာကရွာသူကြီးရဲ့အိမ်မှာသူ့ရဲ့အလုပ်တွေကိုအပြီးတက်လုပ်ပြီးတော့အိမ်ပြန်နိုင်ခဲ့တယ်။သူကတစ်သားတစ်တာကိုစပြီးတော့ဆေးတုပ်ပါတယ်။အိမ်နောက်မှာတော့အလေတက်တဲကနေမှန်ပြားတစ်ချက်ထည့်ပြီးတော့မှအဖုံးကိုလည်းဆေးတုပ်လိုက်ပါတယ်။နေအောင်ကြီးကမှန်ကိုကြည့်မှန်ပြီးတော့တစ်တာတွေကမှန်ပြားပေါ်ကိုကျရောက်တဲ့အခါခဏလေးတွင်းမှပဲအလွန်ပူသွားတယ်။ရာဇာကဘယ်ဝိတ်ကိုမဆိုမိဖို့တိုက်ဆက်ပေါ်ဓာတ်ရိုက်တင်မဲ့အစအရေးဆောင်များစွာပါတဲ့အဝေဟောင်းတစ်ခုကိုယူလိုက်တယ်။ရာဇာကအဲဒီဝိတ်ကိုတန်တစ်တာထဲမှာခောက်ထည့်လိုက်ပြီးတော့ခဏခြာမှပြန်ဖွင့်လိုက်တဲ့အခါ အရေးကြောင်နေအားလုံးကပျောက်ကွယ်သွားပါတယ်။အခုချိန်မှာတော့သူ့ရဲ့တည်ထွင်မှုကပြီးမြောက်သွားခဲ့ပါပြီ။သူကတက်တာကိုမိဘတိုက်ဆန်နာစီတန်းယူသွားပြီးတော့မှရွာလူကြီးစီကိုသွားလိုက်တယ်။မုခရာကြီးမုခရာကြီးကြည်ပါဦးပြစ်စည်းပြီးသွားပြီ။ကောင်းပြီ။နားထောင်သမီး။ဒါကိုဒီနေ့ចောင်းမှာပြိုင်ပွဲအတွက်တင်ရမှာမဟုတ်လား။ကောင်းပါပြီ။အခုမီးကတော့လာနေတော့မယ်။ဇာပမဲ့တစ်ခုလုပ်ပြပါအောင်။တမီး ဒါနဲ့ငါကော်ကြားတဲ့ပစိုးကိုဘလို့မိဖို့တိုက်ရတယ်လဲဆိုတာငါကိုပြအောင်ရာဇာကတစ်တောင်ကိုရွာလိုကြီးနဲ့အတူနေအောင်ကြီးတဲကိုယူသားပြီးတော့မှကော်တန်းကိုတည်တည်ချာဖြန့်ခင်းလိုက်တယ်။ပြီးတာနဲ့သူကအဖုံးကိုပိတ်လိုက်တယ်။အဲ့ဒီနောက်တစ်တောက်ကိုပြန်ဖွင့်လိုက်တာနဲ့ကော်တာကလုံးဝမိဖို့တိုက်ပြီးသားအဆင်သင့်ဖြစ်နေခဲ့တယ်။မူခရာကရာတာအတွက်အရန်ကိုခုံယူနေမိပါတယ်။မင်းចောင်းပြွေးမှာဘာတွေလုပ်ခဲ့တယ်ဆိုတာငါ့ကိုပြောပြပါအောင်။အဲ့ဒီចောင်းကိုငါ့ကိုပြောပြပါအောင်။ ကြာကကျမတီထွင်ထားတဲ့လျှက်စစ်မီမလို့ပဲမီးဖို့တိုင်လို့ရနိုင်တဲ့ဆက်ပါဆရာဟုတ်လားခလေးလေးတေးစားပါရယ်တေးစားပါရယ်ဆရာကြီးခလေးမလေးရဲ့တီထွင်မှုအသုံးဝင်မှုကိုကျွန်တော်ကိုယ်တိုင်မြင်ပြီးပါပြီတာဝန်ရှိသူကအเจ้าအုပ်ကြီးကိုရာဇာကိုအဲ့ဒီမော်ဒယ်လေးကိုရာဇာစတန်နီမျိုးတော်ပုံကိုပေးဖို့အတွက်တောင်းဆိုခဲ့ပါရယ်အဲ့လိုနဲ့တာဝန်ရှိသူတွေကလည်းရာဇာရဲ့ကြောကိုပုတ်ပြီးနေရာကနေထွက်သွားခဲ့တယ် ရွာလူချင်းရဲ့မျိုးလုံးတွေထဲမှာတော့ရာဇာအတွက်လည်းပျော်ရွှင်မှုတွေနဲ့ပြည့်နှက်နေပြီးတော့ရာဇာကလည်းခုဆိုရင်သူ့ရဲ့အနာဂတ်လှပဖို့အတွက်အိမ်မက်တွေရှိနေခဲ့ပါပြီ။ဟုတ်ကဲ့ပါရှင်။ဇလန်လေးကိုကြားနေသက်တယ်ဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ကြပါအောင်နော်။ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။